တန်ဖိုင်းမှာဆိုနာမည်ကြီးတယ်လမ်းတောက်လျှောက်မှာဒီပန်းနေဒီလိုပန်းနေစိုက်ထားတယ်ပေါ့နော်နှင်းဆောင်တွေဘယ်လိုပဲခြုံခြုံအာအနှွေးထက်တယ်ဘယ်လိုပဲဘောဘွဲ့အဲ့မီနာမှာမနေဘူးဆိုတော့အလကားပဲတဲ့ပြောချင်တာကအရန်နေဦးအီးတယ်ရည်ရည်ခဲတယ်ပေါ့နော်ဟုတ်ပြမယ်နော်ဒီလိုအေးပါတယ်ဗျဒီဇင်ဘာဇန်နဝါရီလဆိုရင်တော်တော်လေးကို ဒီဘက်မှာတော်တော်လေးကိုအေးရလို့ပြောတယ်အိုက်စောမှာအေးတယ်ဆိုတာကဂျန်ဖိုင်အေးတာလောက်ကိုမမှီသေးဘူးပါเนาะဒီမှာပြောချင်တာကဒီဘက်မှာဘယ်လောက်ထိအေးလဲဆိုတာကိုပြချင်တာပါเนาะဒီမှာကျွန်တော်ပါဇက်ထဲကနေစကားပြောနေနေလဲမအငွေထွက်နေပါဒါအိုက်စောမှာဆိုတော့ဒီလိုစကားပြောနေနေအငွေတွေမထွက်သေးဘူးပါเนาะဂျန်ဖိုင်အာဂျန်ဖိုင်မြို့ထဲမှာတော့မဟုတ်ဘူး ကျွန်တော်တို့ဇုတ်လောင်းပါเนาะဒီလိုအင်းနေပါပြီလာဒီမှာဒီပန်းကတော့ကျွန်တော်တို့ဇုတ်လောင်းဂျန်ဖိုင်းမှာဆိုနာမည်ကြီးတယ်လမ်းတောက်လျှောက်မှာဒီပန်းနေဒီလိုပန်းနေစိုက်ထားတယ်ပေါ့เนาะဒါချစ်တကယ်ချင်းတို့လေကျွန်တော်ဘဟုတုတ္တရနေနဲ့ပြချင်းတော့ဒီမှာဒီလိုပန်းဒီလိုပန်းကဒီနေရာမှာ တောက်လျှောက်ရှိတယ်။တောင်ကုန်းပေါ်တွေမှာတောက်လျှောက်စိုက်ထားတယ်။ သူ့ຢာဒီသူပွနဲ့ချင်ຢာဒီရောက်ပြီဆိုတော့တတောင်သူသူပွနဲ့ຢာဒီရောက်ပြီဆိုတော့အာတတောင်လုံးပေါ့နော်တတောင်လုံးအာပါခင်းနေပေါ့အဲအလိုအလိုတွေပေါ့ဆိုတော့ကျွန်တော်လည်းဒီနေ့ဒီနေ့အောင်အဲ့နေရာကိုသွားခဲ့တယ်သွားခဲ့ပြီးတော့ကျွန်တော်သွားတဲ့ချိန်တော့ပန်းနေရာမရှိတော့ဘူးပေါ့ခြောက်နေပြီဆိုတော့ကျွန်တော်ရောက်အောင်တော့သွားဖြစ်ခဲ့တယ်ဘာလို့လဲဆိုတော့ဂျန်ဖိုင်ရောက်တော့အာဇုတ်တန်းကိုရောက်အောင်သွားခဲ့ပါတယ်ဆိုတော့ ဘယ်လောက်ထိအေးလဲဆိုတာကျွန်တော်ကပြချင်လို့ဗီဒီယိုကြီးရိုက်တာပါပြီးတော့အာအခုချိန်မှာကမအီးသေးဘူးပေါ့နော်အခုမှစပြီးအေးအေးပြူနေတဲ့အချိန်ပေါ့ December January February လာဆိုတော်တော်လေးအေးတယ်အေးဆုံးရာတည်းကတော့ January လနဲ့ February လကြားထဲမှာပေါ့နော်ဆိုတော့အာဒီကြားထဲမှာကဆောင်းနေဘလောက်ပဲခြုံခြုံအနှွေးထက်တဲ့အနှွေးထဲတွေဘလောက်ပဲဝဲဝဲပေါ့နော်နှွေးတယ်လို့မရှိဘူး အာဒီယွာခန်ဒီပြောတာတော့အာနင်းဆောင်နေဘယ်လိုပဲခြုံခြုံအာအနှွေးထက်တယ်ဘယ်လိုပဲဝဲဝဲအဲ့မီနာမမနေဘူးဆိုတော့အလကားပဲတဲ့ပြောချင်တာကအရန်နေဦးတယ်ရည်ရည်ခဲတယ်ပေါ့နော်အလိုအလိုအချိန်လေးပေါ့ဒါပေမဲ့ကျွန်တော်ကအဲ့ချိန်မှာဆိုရင်အာဒီပကိုဟောဘယ်ပြောမလဲမရောက်ဖြစ်တော့ပါနော်ဆိုတော့အာရောက်နေတဲ့အချိန်လေးက အေးအဆပြုနေတဲ့အချိန်လေးကိုကျွန်တော်ကအမှတ်တရဖြစ်စေဖြစ်ခြင်းလို့ပါเนาะကျွန်တော် memory လေးထားခြင်းလို့ပါဒီမှာဘိုင်ဘိုင်ဘဟုတုတ္တနဲ့အာဒီဘက်မှာဒီလိုအင်းနေပြီဆိုတာကိုပြခြင်းတော့ဗီဒီယိုလေးကို ဖန်တီတာဖြစ်ပါတယ်အားလုံးမင်္ဂလာရှိတဲ့ညချမ်းလေးဖြစ်ပါစေမကြခင်လည်းခရစ်စမတ်ရောက်တော့မယ်မရောက်ခင်မှာကျွန်တော်တို့ခရစ်စမတ်ရဲ့ each channel အရတာကဘလို့လဲဆိုတော့ခံစားမှုကိုခံစားလို့ရအောင်ကျွန်တော်အခုလို each channel မှုကိုအရင်ဆုံးခံစားရတာဖြစ်ပါတယ်လို့ကျွန်တော်ကအာမှတ်ယူပါတယ်ဆိုတော့ ျွန်တော်တို့ဘယ်နေရာမှာပဲနေနေနှွေးထွေးမှုဆိုတာလိုပါတယ်နှွေးထွေးမှုဆိုတာကစိတ်ပိုင်းဆိုင်ရာနှွေးထွေးမှုလိုတယ်ရုပ်ပိုင်းဆိုင်ရာနှွေးထွေးမှုလိုတယ်လောလောဆယ်တော့ကျွန်တော်ဆိုရင်ရုပ်ပိုင်းဆိုင်ရာနှွေးထွေးမှုကိုအရင်ဆုံးခံယူတယ်ဘာလို့ခံယူရလဲဤနေပြီလေဆိုတော့ရုပ်ပိုင်းဆိုင်ရာခံယူပြီဆိုတော့စိတ်ပိုင်းဆိုင်ရာခံယူမှုလိုပါသေးတယ်အဲ့စိတ်ပိုင်းဆိုင်ရာခံယူမှုနှွေးထွေးမှုရရှိဖို့အတွက်ကျွန်တော်တို့မိသားစုကနေလည်းရရှိနိုင်တယ် တငယ်ချင်းတွေစီနေလည်းရရှိနိုင်တဲ့ကိုချစ်တဲ့သူတွေစီနေလည်းရရှိနိုင်ပါတယ်လို့ကျွန်တော်ပြောချင်ပါတယ်ဆိုတော့ဒီလို e channel အချိန်မှာချစ်ရတဲ့သူနဲ့ရှိမှဆိုရင်ဘယ်လောက်ထိပျော်စရာကောင်းမလဲကိုချစ်ရတဲ့သူနဲ့အတူတူရှိရမယ်ရှိခွင့်ရမယ်အတူတူအာဖြတ်သန်းခွင့်ရမယ်ဆိုရင်ဘယ်လောက်ထိပျော်စရာကောင်းမလဲဆိုတာကိုအာအေးဒခန်းစား ူတဲ့တွေ့တိုင်းတိမယ်လို့ထင်ပါတယ်အားလုံးလည်းໜွေထွေးကြပါစေໜွေထမှုနဲ့ဘဝကိုရှေ့ဆက်ကြရရှေ့ဆက်ကြရင်နဲ့ဘဝကိုအကောင်းဆုံးကြော်ဖြတ်ကြမယ်လို့ကျွန်တော်ညွှန်ဝေချင်ပါတယ်